ရန်ကိုကြီးမားလာတဲ့အကြောင်းတစ်ကြောင်းရှိတော့တယ်။အဲ့ဒီအကြောင်းမှာတတော်လုံးရဲ့ကလေးတွေကပညာသင်ကြားနေကြတာပေါ့။ကိုရဲ့ကျမဖြစ်ခါရီတောင်းလာတယ်။ကျောင်းကလည်းအကြီးအဲ့ဒီအကြောင်းကိုကျမတယောက်နဲ့တန်ရှင်းရေးလောက်လာတာ။ပြီးရင်တကူလုံးကြိုက်ခဲသွားရော။အဲ့လိုပဲဖြစ်မှာပေါ့။မင်းသာငငယ်တုန်းကပညာသင်ယူခဲ့ရင်ကို့လိုမျိုးဆရာဖြစ်နေလောက်ပြီလေ။ဟုတ်ပါရဲ့ရှင်ကျမရဲ့မိဘတွေကဒါကျမကိုငငယ်တော့ရိုက်ပြီးတော့ပညာသင်ပေးခဲ့ရင် အခုလိုမျိုးကြောင်းမှာတန်ရှင်းလုံးနေရမှာမဟုတ်ဘူးဘယ်တက်နိုင်မလဲကွာမင်းကဆရာမမမလုံးနိုင်တာပြီးတော့လေကြောင်းမှာဒီလုံးမလုံးဘူးဆိုရင်အလုတ်ကနေထုတ်ခံရလိမ့်မယ်ကျက်တူကြီးကပညာတတ်ဖြစ်တာကြောင့်ကျောင်းဆရာလုံးနေရပြီးတော့ကျက်တူကြီးမလေးကပညာမတတ်တဲ့သူတယောက်ဖြစ်တာကြောင့်ကျောင်းမှာတန်ရှင်းအလုတ်ကိုလောက်ကင်နေရတော့တယ်တားလိုက်ခုခုသွားတော့အမေသားအတွက်ထမင်းမှုကိုလွယ်ထဲမှာထည့်ပေးလိုက်မယ်နော်ကျေးဇူးပါမမေ မမေထမမှုထဲမှာထည့်ပေးထားတဲ့အရသာရှိရဲ့ဟင်းလျာတွေကိုစားရတာအရင်ပြောင်းမှုကောင်းတယ်။အဲ့နောက်မှာကုကုစားကလေးကတခြားကျင်းခက်တွေနဲ့အတူကြောင်းကိုရောက်လာတော့တယ်။ခဏကြာတဲ့နောက်မှာတော့ကျက်တူရေးဆရာကလည်းအတန်းထဲကိုရောက်လာတော့တာပေါ့။ကဲကလေးတို့မနေ့ကပေးထားတဲ့အိမ်စာတွေကိုရေးပြီးသွားကြပြီလား။တယောက်ချင်းစီဆရာကိုစားအောင်လာပြကြနော်။ဒုက္ခပါပဲ။ငါမနေ့ကအိမ်စာမရေးလိုက်မိဘူး။အိမ်ရောက်ချင်းကစားဖို့ပဲသွားလိုက်တာ။ ခုတော့ငါစုခံရတော့မယ်။ဘာမမေရေကောင်းလိုက်တာ။နင်ကလေစာလုံးချင်စိတ်ရှိမှစာလုံးတာမလား။အခုတော့ဆရာဆရာနေဆိုတာကိုခံလိုက်တော့ကျတူရေးဆရာကျောင်းသားတွေအားလုံးစာအုပ်ကိုလိုက်စစ်လိုက်တော့တယ်။အဲ့ဒီချိန်မှာမမေကြည်ကန်းလေးကအိမ်စာမလုပ်တာကိုကြည့်ပြီးတော့ဆရာကဒေါသထွက်သွားတော့တာပေါ့။မမေတားအိမ်စာတွေဘာမှလဲ။ဆရာအိမ်စာလုပ်လာဖို့ပြောလိုက်တယ်မဟုတ်လား။ဘာလို့မလုပ်လာရတာလဲ။ ဆရာကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကစားနေလို့စားလို့ဖို့မေ့သွားတာပါဒါမဲ့ကျွန်တော်အခုချက်ချင်းအိမ်စာရေးလိုက်ပါမယ်အဲ့ဒီချိန်မှာကျက်တူရေးကသူ့မိမရဲ့စကားကိုတတိယသွားတော့တယ်ကိုရဲကျွန်မဖြစ်ခါးရအောင်နားတယ်ကျောင်းကလည်းအကြီးပဲအဲ့ဒီကျောင်းကြီးကိုကျွန်မတယောက်တည်းတန်ရှင်းလောက်ရတာပြီးရင်ဒီကိုယ်လုံးကိုကြိုက်ခဲသွားရောပဲဟုတ်တာပဲငါမိမအနားရအောင်လှုပ်ပေးနိုင်တဲ့အကောင်းဆုံးအခွင့်အရေးပဲ။ ဆရာ ကျွန်တော်နိုင်ဝက်ပဲအချိန်ပေးပါကျွန်တော်မနေ့ကပေးလိုက်တဲ့အင်စာတွေအားလုံးရေးလိုက်ပါမယ်မရဘူးအင်စာမလုတ်ခဲ့တဲ့အတွက်ဆရာအသားကိုအပြစ်ပေးရမှာပဲတားရဲ့အပြစ်ကတခန်းလုံးတန်ရှင်းလောက်ရမယ်တခန်းလုံးမဟုတ်ပါဘူးတစ်ချောင်းလုံးတန်ရှင်းလောက်ရမယ်ဘာလို့လဲဆရာကျွန်တော်ကအเจ้าကိုစာသင်မလို့လားလေတန်ရှင်းလုပ်ဖို့လာရမှာမဟုတ်တာဟုတ်တယ်ဆရာเจ้าအောင်တန်ရှင်းလုပ်ဖို့အတွက်အန်ဒီရှိရပဲလေအန်ဒီလုံးပါပေါ့အားလုံးတိတ်ကြစမ်း ငါဆရာမဟုတ်လားအဲ့အကြောင်းဆရာဖြစ်တဲ့ငါပဲအဖြစ်ပေးပိုင်ခွင့်ရှိရဲ့အဲ့နောက်မှာတနာဆရာကောင်းတဲ့မမင်းကြီးကန်းကြီးကတချောင်းလုံးသမျက်စိလဲပြီးတော့ရေဘက်တိုက်လိုက်တော့တယ်ဟွာကိုရဲ့ဘလို့တော့အကြံထုတ်လိုက်တာလဲနော်ကျမအနားယူလို့ရအောင်ကျမဒီနေ့ဘာတစ်ခုမှမလုပ်ရပါမယ့်တချောင်းလုံးကတော့တန်ရှင်းနေရပဲဟုတ်တာပေါ့ကိုရဲ့မိန်းမလေးကလေမင်းကမနေ့ကအလုပ်လုပ်ပြီးတော့ပြင်ပန်းနေရလေ ဲ့ဒါကြောင့်မင်းလေးအနားရဖို့အတွက်ကိုတခုခုလုံးမှဖြစ်မယ်လေမင်းကြည့်နေလိုက် ကလေးတွေကိုအဖြစ်ပေးတဲ့အနေနဲ့မရိုက်တော့ဘူးတချောင်းလုံးတန်ရှင်းရေးလောက်ခိုင်းမယ်ဒါမှမင်းလေးအနားရမှာဒီညမှာတော့စစ်တူရဲမလေးကကြိုက်ခဲနာခြင်းချင်းမရှိပဲအိပ်ပျော်သွားတော့တယ်တာလေးကူကူဘာလို့အခုချိန်ထိចောင်းလကမတွေ့ရသေးရလဲအလကားចောင်းတက်မလို့လားဆေးဟာကျွန်တော်အမေကပြောတယ်မင်းဖန်ကြရင်အမေကចောင်းလာပြီးတော့ပတ်စံသွင်းမှမယ်တဲ့ ဒီနေ့တော့လှုပ်ပေးပါနော်ဆရာ။ဘာလို့လှုပ်ပေးရမှာလဲ။မလှုပ်ပေးနိုင်ပါဘူး။ကျောင်းလာကောင်နောက်ကျမှသွင်းတဲ့အတွက်အဖြစ်တော်ပေးရမှာပဲ။ဆရာရဲ့ကျွန်တော်ဘာမှလုပ်မိလို့လဲ။အမေကမနေ့ပြန်လာပြီးတော့သွင်းမိမယ်လို့ပြောရလေ။ဟိုဒီတစ်ခါပါပဲနော်ဆရာ။နောက်ကျလို့ရှိရင်အချိန်မမှန်သွင်းမမယ်။မနောက်ကျတော့ပါဘူး။မရပါဘူး။အပြစ်ကတော့ခံရမှာပဲကူကူ။ကူကူတားလေ။မင်းတချောင်းလုံးတန်ရှင်းလို့ရမယ်။အဲ့ဒါကတားရဲ့အဖြစ်ပဲ။ เจ้ามาเนเน่ลิมซอญิปัดเนี่ยต้วยโลอ่ะတော့ต้าโอ้อเตยย้ายมาเนาะตั๊วๆอันนี้เสียอ่ะนี่ตะเมียนซี้ต้วยอยู่บีตองไล่พี่ตันชิ้นซะลุတော့ไอ้หลุเนี่ยเว้กุกุซากะลีก็เจ้าลงตันชิ้นลงไล่ต่อเลยจัตตุยเนี่ยกะลีดิไอ้หลุမျိုးอภิมะชิอภิชาပြီးတော့เจ้าลงตันชิ้นลงไข่นอราพอไอ้หลุเนี่ยเว้ตะละลงกုံซ้องต่อတော့เลยบ่ผิดตาเลยต้าลีอะคุตะละต้าโอ้จี้อ่ะเป็นแม้นนี่ตูโลเว้อะยังอ่ะส่วนเจ้าอ่ะเปลี่ยนละเนี่ยกะซ้าบ่เว้ตีอ่ะ ဘာမှဖြစ်ပါဦးမင်းခုတတော်ကြောင်းမှစားရင်အများကြီးတင်လို့ပါစားတင်ယူလာလေးနဲ့ဘသူကဒီလောက်ကြီးပြစ်မှန်းလို့လဲအခုဆိုตาအခြေလေးလက်တွေပါကိုက်ခဲနေရမဟုတ်ဘူးလားမင်းตาတို့ရဲ့ဆရာလေးအခုတတော်ဘာဖြစ်သွားလဲမသိဘူးအမားတိတိလေးလုံးမိတာနဲ့ဆရာအဖြစ်ပေးရောအဖြစ်ပေးတဲ့အနေနဲ့ဆရာတကြောင်းလုံးတန်ရှင်းလောက်ခိုင်းတာတကြောင်းလုံးနဲ့တန်ရှင်းလို့ပြီးတော့ตาတို့เจ้าသားတွေကအရန်အောင်ပြန်မှန်းကြတာလေဘယ်ဆရာကဒီလိုမျိုးအဖြစ်ပေးလို့လဲနော် ။ဘာပြောရဲ။ကလေးတွေကိုចောင်းတန်ရှင်ရဲ့လောက်ခိုင်းတယ်ဟုတ်လား။ဒါပေမဲ့ចောင်းတန်ရှင်ရဲ့လောက်ဖို့ကစက်တူရဲ့အန်တီရှိရမဟုတ်လား။ဟုတ်တယ်မေ။အဲ့ဒီအန်တီကတနေ့ကုန်လုံးထိုင်ပြီးတော့အနားယူနေတာ။ဒါတို့ចောင်းသားတွေကပဲတချောင်းလုံးတန်ရှင်ရဲ့လောက်ရတာ။ကုကူစာကလေးရဲ့စကားကိုနားထောင်ပြီးတော့ဝဝစာကလေးမကဒေါသထွက်သွားတော့တယ်။အော်တော်တော်လေးကိုလဲတဲ့ချစ်တူကြီးပဲသူ့မိန်းမကိုအနာပေးချင်လို့ဒီလိုလုပ်နေတာချစ်တူကြီးမကလည်းအလကားပတ်ဆက်ယူနေရပေါ့လေ ငါတို့ကလေးတွေကအလုတ်သမားမလို့လား။ကြောင်းသွားပြီးတော့အလုတ်လုံးအောင်လို့အဲ့ဆရာငါအလုတ်မပေးနိုင်။မလုတ်ပါနဲ့အမေရဲ့။ဆရာကကျွန်တော်တို့ကိုပြောထားတယ်။ဒီအကြောင်းတွေကိုအိမ်ကိုပြန်ပြောရင်ကြောင်းထုတ်မယ်တဲ့။အော်အဲ့လိုပေါ့လေ။ဆရာကကလေးတွေကိုအိမ်ကိုပြန်မပြောအောင်လို့ချိန်ချောက်ထားတာပေါ့။အဲ့တော့ဆိုရင်လည်းကောင်းပြီလေ။အခုကလေးတွေပဲပေါင်းပြီးတော့ဆရာကိုပညာပေးလိုက်။အဲ့နောက်မှာဝဝစာကလေးမလေးကသူ့ရဲ့သားဖြစ်သူကုကုစာကလေးကိုအကြံပေးလိုက်တော့တယ် တကယ်ချင်းတို့ရေနားထောင်အမေကဆေးရောက်ကိုအယူလုပ်ဖို့အတွက်အကြံတစ်ခုပြောပြတယ်။အခုကစပြီးတော့ငါတို့တွေတန်ရှင်းလုံးဆရာမလို့တော့အဲ့နောက်မှာကုကုဆာကလေးကသူ့ရဲ့တကယ်ချင်းတွေကိုအဲ့ဒီအကြံအကြောင်းပြောပြလိုက်တော့တယ်။ခဏကြာတဲ့နောက်မှာတော့ကျက်တူရင်းနဲ့ကျက်တူရင်းမာလီတို့ကအတန်းထဲကိုဝင်လာတဲ့အချိန်ကလေးတွေအချင်းချင်းစကားပြောနေကြတော့တာပေါ့။တကယ်ချင်းတို့ရေတည့်ရလားငမနေ့တော့ကလေចောင်းတန်ရှင်းရေလောက်တော့ចောင်းရဲ့လေခွန်းထဲကနေရွှေပြားလေးတစ်ပြားកောက်ရတယ် ဘာပြောလိုက်တယ်နင်းလည်းရွှေပြားလေးကောက်ရတာလားငါလည်းအရင်ရက်တော့ကတန်ရှင်းလုံးနေတဲ့အချိန်အဲ့လေခွေးထဲမှာပဲရွှေပြားတစ်ပြားကောက်ရတယ်ဟုတ်တယ်တကယ်ကျွန်တော်ငါလည်းရွှေပြားကောက်ရတယ်ငါ့အထင်လေခွေးရဲ့အောက်မှာရွှေပြားကြီးအများကြီးရှိနေရဲ့ထင်တယ်နော်အဲ့အကြောင်းတန်ရှင်းလုံးလိုက်တိုင်းကောက်ရနေရကလေးရဲ့စကားကိုစက်တူရင်းနဲ့စက်တူရင်းမှနားထောင်နေရပေါ့ကိုကြီးကလေးကြီးဘာပြောနေလဲကြားလားတန်ရှင်းလုံးနေတဲ့အချိန်ကျောင်းလေခွေးထဲကနေရွှေပြားကြီးကောက်ရနေတယ်တဲ့ကြည့်ရတာမိမကြီး ကျောင်းရဲ့လေခွင်းထဲမှာရွှေပြားရဲ့အများကြီးရှိနေတယ်တူတယ်။အဲဒါကြောင့်အဲနောက်မှာတော့ကျက်တူရဲနဲ့ကျက်တူရဲမလေးတို့ကရွှေပြားနဲ့ပတ်သက်ပြီးတော့လောဘရှိသွားတော့တယ်။ကလေးတို့ရေဆေးရစကားကိုနားထောင်ကြ။ဒီနေ့ကနေစပြီးတော့ဘယ်ကလေးမှတန်ရှင်းလို့ဆရာမလို့တော့ဘူး။အန်ဒီရှိရပဲလေ။အန်ဒီပဲအဲ့ဒီအလုပ်တွေကိုလုပ်လိုက်လိမ့်မယ်။ဟုတ်တယ်ကလေးတို့ကလေးတို့ကအเจ้าကိုစာသင်မှုလာခဲ့ကြတာ။အဲဒါကြောင့်စိတ်ပါဝင်စားစွာစာသင်ယူကြ။တန်ရှင်းအလုပ်ကအန်ဒီရဲ့အလုပ်လေး။ ။အနီးဘက်တန်ရှင်းအလုံးလုံးလိုက်ပါမယ်။လွယ်လွယ်ကူကူနဲ့ကလေးတွေကစစ်တူရင်နဲ့စစ်တူရင်မအောင်အယူလုံနိုင်တော့တာပေါ့။ဘဝစာကလေးမရဲ့အကြံကအသုံးဝင်သွားတော့တာပေါ့။တိတ်ဆိတ်အေဂျင့်နဲ့တောင်းလေးတော်မှာဘဝစာကလေးမကတင့်ပင်တင့်ပင်မှာနေထိုင်တာပေါ့ဘဝစာကလေးမရဲ့ဘဝဟာ တကိုင်းလေးပေါ်မှာရှိတဲ့အတိုက်လေးထဲမှာနှွေးထွေးစွာနဲ့တည်ရှိနေတဲ့ဥလေးတွေမှာမှီတည်ပြီးတော့နေတာပေါ့မောဝါစာကလေးမကနေ့တိုင်းနေ့တိုင်းဥလေးတွေဘေးနားမှာထိုင်ပြီးတော့စောင့်ရှောက်လေးရှိတော့တယ်ဒီလိုနဲ့ပဲတရက်မှာတော့အမေရဲ့ကလေးတို့ရေမကြခင်ရက်အတွင်းမှာကလေးတွေကဥတွေကနေအပြင်ကိုထွက်လာရတော့မယ်အဲ့ဒီချိန်ကျရင်အမေကကလေးတွေအတွက်စပါအသီးအနှံနေနဲ့အချစ်တွေအားလုံးယူဆောင်လာပေးမယ်နော် ဒီနေ့အမေကဒီအနီးနားတစ်ဝက်ကမြေကန်နာကိုသွားပြီးတော့ရေသွားတောက်မလို့အမေပြန်လာခဲ့မယ်နော်ခလေးလေးတွေအမေရဲ့စကားကိုနားထောင်ပြီးတော့အေးစစနေကြနော်ဟိုဟာစာကလေးမကပြန်တန်းသွားလိုက်တော့တယ်အဲ့ဒီအချိန်မှာခြုံထဲကနေမုံဆိုးဖို့တရားရဲ့အရေးတခုထွက်လာတော့တယ်ဝါဥတွေကကြီးပြီးတော့လက်ဆက်နေရောပဲဒီနေ့တော့ငါကယ်ကောင်းတာပဲမြို့ထဲမှာရောင်းလိုက်ရင်တော့ပတ်စံနေအများကြီးရလာတော့မှာ အဲ့ဒီမုံဆိုးကဥတွေကိုယူပြီးတော့သူ့ရဲ့အိတ်ထဲမှာထည့်လိုက်တော့တယ်။နောက်တော့တောရဲ့အပြင်ထွက်တဲ့ဘက်လောင်းသွားလိုက်တော့တယ်။ခဏကြာရင်နောက်မှာတော့ဝဝဆာကလေးမလေးကပြန်ရောက်လာတော့တယ်။ဖြစ်နိုင်ဦး။ဒါဘလို့ဖြစ်သွားရလဲ။ဒါမဖြစ်သင့်ဘူးလေ။ငါရဲ့ကလေးတွေကိုတိကျအောင်ယူသွားလိုက်တာဖြစ်မယ်။ဖျားရဲ့ကျမဘသူ့ဘာမှမကောင်းတာမလုပ်ဘူးပါဘူး။ဒါလို့ငါ့ဘော်ကြောင့်မကောင်းဖြစ်နေကြရတာလေ။ ဟိုကစားကလေးမကတက်ပင်တိုင်းချုံမုံတိုင်းမှာလိုက်ရှာနေတော့တာပေါ့ငိုရုပ်ပြီးတော့လိုက်ရှာရင်းနဲ့ဟိုကစားကလေးမကပင်ပန်းသွားတော့တယ်တော်ရုပ်အုပ်ချုပ်နေတဲ့ဖျားသခင်ရဲ့ကျမရဲ့ဆူတောင်းတွေကိုနားထောင်ပေးပါဦးကျမရဲ့ကလေးတွေကိုလည်းကူရှာပေးနိုင်ပြီးတော့ခေါ်လာပေးနိုင်တဲ့သူတီတော်ထဲမှာဘသူမှမရှိတော့ဘူးလားယင်အဲ့ဒီချိန်မှာတယောက်ယောက်ရဲ့ခြေတံကိုကြားလိုက်ရတော့တယ်သူကမြေခွေးမှလည်းဖြစ်နေရပါဘာဖြစ်တာလဲညီမလေး ဘာလို့အရန်ကိုစိတ်ညစ်နေတဲ့ပုံပေါ်နေရတာလဲအမေညီမလေးရဲ့ကလေးတွေကိုလေတယောက်ယောက်ကခေါ်သွားလိုက်တဲ့ညီမလေးရေတောက်ဖို့ခဏလေးပဲထွက်သွားလိုက်တာပါညီမလေးတယောက်ကိုမြင်လိုက်သေးလားတဲလုံစားတစ်ခုခုရောတွေ့မြင်လိုက်သေးလားမတွေ့ပါဘူးအမရဲ့ဒါမဲ့တက်ကင်မလူသားတွေရဲ့ခြေရာကိုတော့တွေ့လိုက်တယ်မဟုတ်ပါလွဲရောမုံဆူးဖုံများလားဒါဆိုလူသားတွေရဲ့လောက်ရက်ပေါ့လေနားထောင်ညီမလေး အမရဲ့ငယ်ရင်းညာတဲ့တေကိုထုတ်သွင်းလိုက်မယ်။မုတ်ဆိုးဘူကအခုချိန်ကြီးတော့တော်ရရနေအပြင်ကိုရအောင်လောက်မှာမဟုတ်ဘူး။အမအဲ့ဒီမုတ်ဆိုးဘူနောက်ကိုလိုက်သွားလိုက်မယ်။ညီမလေးကဒီမှာပဲနေပြီးတော့အမကိုယုံကြည်ပေးနော်။မုတ်ဆိုးဘူကမြစ်ကမ်းတမေးမှာအနားယူနေတော့တာပေါ့။နောက်တော့ဝဝစာကလေးမရဲ့ဥတွေကိုထည့်ထားတဲ့အိတ်လေးတွေကိုဘေးနားမှာထားထားလိုက်တော့တယ်။ငါကလည်းကောင်းနေရောပဲ။တောက်ထိန်ခုတ်ဖို့တော့လာခဲ့တာပါ။ ဒါမဲ့ဖះငါ့ကိုရွှေဥနဲ့အလားတူတဲ့ဥတွေကိုပေးလိုက်တယ်လीမြို့ရဲကဟိုတယ်ဒီမှာတော့ဒီဥကိုဈေးကြီးပေးပြီးတော့ဝယ်လောက်ကြမှာမြို့ကိုရောက်တဲ့အချိန်တိုင်းဒီဥတွေကိုဈေးကြီးကြီးနဲ့ရောင်းချလို့ရပြီလေအဲ့လိုဆိုရင်ပတ်စံနေလဲအများကြီးရလာတော့မှာခြုံမုတ်တရားဟိုရင်ဒီရင်နဲ့ဖြစ်နေတော့တယ်မြေခွေးမလေးကလည်းတဖြည်းဖြည်းနဲ့ခြုံမုတ်တွေကိုဖြတ်ပြီးတော့လာနေတော့တာပေါ့ လူတွေကအရန်ကိုတကူကောင်းဆန်ကြတာပဲသူတို့ကိုသူတို့ဟုတ်နေပြီးထင်နေတာဒါပေမဲ့သူတို့ဘယ်သိပါမလဲအမေတယောက်ရဲ့မြင့်တာနဲ့မြေခွေးမတယောက်ရဲ့ညံနေညံနေထဲကတော့လက်မြောက်နိုင်မှာမဟုတ်ပါဘူးနေ့ရက်လက်ထဲကနေအပြစ်မရှိတဲ့ကလေးတွေကိုရအောင်ကဲတင်ပြအဲ့တော့မြေခွေးမလေးကမဏိမဝေတစ်ပင်တစ်ပင်ရဲ့အနောက်မှာပုန်းနေပြီးတော့ကလေးလေးတယောက်ငိုနေတဲ့အတန်နဲ့ပြောက်လိုက်တော့တယ်။မမေမမေကေပါဦး။ မောင်စုံကလန့်သွားတော့တယ်ဒါကဘာလဲခလေးလေးတယောက်ရဲ့အတန်းအဲ့ဒါကလည်းတောထဲမှာမောင်စုံကသူ့ရဲ့အိတ်ကိုထားခဲ့ပြီးတော့အတန်ကြားရနေရအောင်ထွက်သွားလိုက်တော့တယ်အဲ့ဒီအချိန်မှာပဲမြေခွေးမလေးကအိတ်ရှိရဲ့နေရာကိုရောက်လာလိုက်တော့တာပေါ့ဒီမှာပဲညီမလေးဘဝရဲ့အဖြစ်ကင်းတဲ့ကလေးတွေကတော့ကြရအောင်ကလေးတို့ရဲ့ကလေးတို့ကလေးတို့ရဲ့အမေစီကိုလိုက်ဖို့ပေးမယ်နော်အဲ့ဒီနောက်မှာမြေခွေးမလေးကဥတွေကိုသူ့ရဲ့အမိအောက်မှာထည့်ထားလိုက်ပြီးတော့ ဘဝစာကလေးမရှိတဲ့နေရာကိုအမြန်ပြန်ပြေးလာလိုက်တော့တယ်။ဘဝစာကလေးမကရောင်းဝမ်းတဲ့နေရာပေါ့။အမသာတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။လူသားတွေကရောင်းအောင်ပြန်ပြေးကြတာ။ငါရဲ့ကလေးတွေရဲ့အဲ့ဒီချိန်မှာချုံမုတ်ထဲကနေမြေခွေးမလေးကထွက်လာတော့တယ်။နောက်တော့ဘဝစာကလေးမကိုဥတွေပေးလိုက်တော့တယ်။ဟဲ့တော့ဒါငါရဲ့ဥတွေပဲ။အမညီမလေးရဲ့ဥလေးတွေကိုပြန်ယူလာပေးခဲ့တာလား။ အမောအရန်ကျေစွတ်တက်တာပဲကိုယ့်ရဲ့မျိုးလုံးတော့ကိုမယုံနိုင်ဘူးဖြစ်နေတာခုနကပျောက်သွားခဲ့ရတဲ့ညီမရဲ့ဥလေးတွေကအခုတော့ညီမလေးစီကိုပြန်လာခဲ့ကြပြီလေဟုတ်တယ်ညီမလေးညီမလေးကိုအမကရိပေးခဲ့တယ်မဟုတ်လားညီမလေးရဲ့ကလေးတွေကိုပြန်ခေါ်လာမယ်ဆိုပြီးတော့လေအခုကြည့်လိုက်အောင်ကလေးတွေအားလုံးကဘေးမတည်ရမခပဲနဲ့ပြန်လာကြပြီညီမလေးဘာမှစိတ်မပူနေတဲ့တော့သူတို့အသေးချာလေးကယူဆိုင် သူတို့လေးတွေရဲ့ဥတွေကနေအပြင်ကိုထွက်လာတဲ့အခါကျရင်အမရဲ့အကြောင်းလေးကိုသူတို့သိအောင်ပြပြမေးနော်အမရဲ့ကလေးလေးတွေရဲ့တရက်ကလေးတို့ပြန်သန်းနိုင်ပြီးတော့လောကကြီးကိုတွေ့မြင်ရတဲ့အခါကျရင်အမေပြောမဲ့စကားတစ်ခုကိုမှတ်ထားကြနော်တောရဲမှာယုံကြည်လို့ရတဲ့သူကတငယ်ချင်းပဲဘာလို့လဲဆိုတော့မြေခွေးမအမတယောက်ကအမေရဲ့မိခင်မြတ်တာကိုနားလိုက်ပေးခဲ့တယ်အဲ့ပါတော့အမေရဲ့ကလေးတွေရဲ့အခုကလေးတို့ဘယ်မှောက်ဆိုးအမှထိနိုင်တော့မှာမဟုတ်ဘူး အမညမလေးအတွက်ဖျားသခင်လိုပါပဲအမကြောင့်ညမလေးရဲ့ကလေးတွေကအသက်ရှင်နိုင်ခဲ့တာအမသာမရှိရင်ညမလေးလည်းအသက်ရှင်နိုင်တော့မှာမဟုတ်ဘူးဟိုပါညမလေးတော်ရမရှိရဲ့သူတိုင်းကမိသားစုတွေပဲလေညမလေးကဘသူ့အပေါ်မှမကောင်းတာလုပ်ခဲ့တာမဟုတ်ဘူးအမှန်ပြောရရင်ညမလေးရဲ့မိခင်မြစ်တာညမလေးရဲ့ညံထပ်ပိုးသားပါတယ်ဟိုဟာစာကလေးမကသူ့ရဲ့ဥလေးတွေကိုအတိုက်ထဲထည့်လိုက်တော့တယ်အဲ့နောက်မှာတော့ဝဝစာကလေးမက ိတ်ချမ်းသာလာပြီးတော့မျက်နှာမှာအပြောင်းလေးတွေပေါ်ပေါက်လာတော့တယ်။နောက်တစ်ဖက်မှာတော့မုံဆိုးဘူကသူ့အိတ်ထားထားတဲ့နေရာကိုပြန်ရောက်လာတော့တယ်။နောက်တော့သူ့ရဲ့အိတ်ထဲမှာဘာမှမရှိတာကိုကြည့်ပြီးတော့အံ့ဩသွားတော့တာပေါ့။ဟဲ့ဒါကဘလို့ဖြစ်သွားလဲ။တရရောက်ကငါ့ရဲ့အိမ်မက်တီကိုခိုးယူလိုက်တာပဲ။မုံဆိုးဘူကဟိုဘက်ဒီဘက်လိုက်ရှာလိုက်တော့တာပေါ့။ဒါပေမဲ့ဘာမှမရှာမတွေ့ခဲ့ဘူးပေါ့။တော်သိမီငါဒီတော့တဲ့ကိုဘရောမပြတ်မလာတော့ ဒီတော့ရရတိဆက်နေရငါထထောင်ပို့ပြီးတော့ညံကောင်းနေတယ်။ခလေးတွေကိုအတိုင်းမသိချစ်တဲ့ဝဝစာကလေးမလေးနဲ့အရန်အောင်ညံကောင်းလာတဲ့မြေခွေးမလေးတို့အကြောင်းကတော့ရမှာနာမည်ကြီးလာခဲ့တော့တာပေါ့။နှလုံးသားနဲ့ရင်းပြီးတော့အတူရှိပေးနိုင်တဲ့သူမှစစ်မှန်တဲ့အဖော်လို့ခေါ်တော့တာပေါ့။ ဘောဝါစာကလေးကလူသားရင်းနေထိုင်ရာရွာဘက်ကိုပြန်တန်းသွားနေခဲ့ပါတယ်။ရုတ်တရက်အိမ်တလုံးရဲ့ခေါင်းမိုးပေါ်ကနေမုန့်တုံရလိုက်ပါတယ်။ဒီမုန့်တုံကိုတောဝင်းနဲ့ကိုပြန်ယူသွားရမယ်။တဝက်ကိုအကူကားလူကြီးကန်ကိုပေးမယ်။တဝက်ကိုငါစားမယ်။ဘောဝါစာကလေးကမုန့်ကိုကိုက်ပြီးတော့တောဝင်းဘက်ကိုပြန်တန်းသွားတော့တယ်။တပည့်တပည့်မမကာလူကြီးကန်ကထိုင်နေင်းနဲ့ဝဝလာတာကိုမြင်လိုက်တယ်။ငါဒီမှာအကြိုက်ထိုင်နေရတာဘောဝါ။ဘာများစားဖို့ရလာလဲ အကိုကလူကျမအရင်ပြန်မန်းနေပြီဒီနေ့အစာရှာဖို့အတွက်တော်တော်လေးကိုထိသွားခဲ့ရတာဒီမောက်လေးပဲရလာတယ်လာတူဝက်ကိုအကိုစားတူဝက်ကိုညီမလေးစားမယ်ဟောဝါစားကလေးကမောက်ကိုတူဝက်ခွဲပြီးတော့ကာလူကြီးကံကိုပေးလိုက်တယ်တကယ်ချင်းတစ်ယောက်ကမောက်ကိုအရသာရှိရှိစားလိုက်ကြတော့တယ်ဒီမောက်ကအရင်ရသာရှိရဲ့ငါတို့လည်းဒီလိုဂျုံနဲ့မောက်လို့ကြမယ်လေဒါကခက်ခဲပေမဲ့ငါတို့လုံနိုင်မှာပါဒီနေ့ရစပြီးတော့ငါဒီမောက်ပဲလှုပ်စားရတော့မယ် သူတို့ညကမုံစားပြီးရဲ့နောက်ကိုယ်အတိုက်ကိုပြန်သွားကြတော့တယ်။နောက်နေ့မနက်မှာကာလူကြီးကန်းကအိယာသားနဲ့ထပြီးတော့ဘဝစာကလေးရဲ့အတိုက်စီကိုပြန်သန်းသွားလိုက်တော့တယ်။ဘဝဘဝအမြန်တကားဖွင့်စမ်းပါ။ဘဝစာကလေးကထပြီးတော့တကားဖွင့်ပေးလိုက်တော့တယ်။အကိုကလူဘာဖြစ်တာလဲ။ကျမကိုအိတ်ချိန်တော်မပေးပါလား။စာကလေးလာသွားကြစို့ဒီနေ့ငါတို့လူသားတွေရွာကိုသွားမယ်။ အဲ့ဒီကနေဂျုံစဲတွေယူလာပြီးတော့ဂျုံမုံလုံးမယ်ပြီးတော့မုံလုံးမယ်ငါကတိပေးတယ်ဝေါ်ဝါမုံငါတို့ကိုယ်တိုင်လုံးမယ်မုံမလို့လောက်ရလဲမင်းငါတို့ကိုပြပြပေးနိုင်မလားပထမအဆုံးလက်ခွင်းနဲ့ဟိုသွားဂျုံမင်းတွေကိုစွတ်ဆောင်ပြီးတော့ဂျုံစဲတွေကိုခွဲထုတ်ရမှာအကူကလူစာကလင်းနဲ့ကြီးကန်းတို့ကလဲသမားရဲ့လက်ခွင်းနဲ့ဟိုသွားကြတယ်လက်ခွင်းနဲ့ဟိုရောက်တော့လဲသမားရဲ့မိန်းမကိုဝေါ်ဝါခွင့်ထောင်းလိုက်တယ်အမိုက်ကျောင်းမင်းလေးပါလေမြအပုံမရှိဘူးလားကျမတို့ဘိုက်စာနေလို့ပါအော် အဲ့ဒါလွဲပါတယ်လေကွင်းထဲမှာဂျုံနေရှိရလေမိရိတ်သိမ်းရသေးဘူးဆိုပေမဲ့လူတစ်လောက်သာယူသွားလိုက်ပါလေသမားရဲ့ခွင့်ပြုချက်ကိုရတာကြောင့်လေကွင်းထဲကိုနှစ်ယောက်သာသွားလိုက်ကြတော့တယ်ကွင်းထဲမှာဂျုံမင်းတွေပြုတ်ကျလာတယ်ဝဝနဲ့ကာလူတို့ကအတူတူလက်တွဲပြီးတော့ဂျုံမင်းတွေကိုစုဆောင်ကြတယ်ပြီးတော့ဂျုံစိတ်တွေကိုခွဲထုတ်ဖို့စတင်လုပ်ကြတယ်ကာလူချင်းကန်ကထင်းချောင်းနဲ့ဂျုံမင်းတွေကိုရိုက်ပြီးတော့အစိတ်တွေကိုခွဲထုတ်လိုက်တယ်။ဝဝကတော့ဂျုံမင်းတွေကိုတစ်ခုချင်းကောက်ပြီးတော့ကာလူကိုပေးလိုက်တယ်။ ။ငါအယောင်ပမန်းနေပြီ။အသက်ရှူဖို့တောင်ခက်နေပြီ။မိုးလုံစားရတာလေကူရဲလုံးမဟုတ်ဘူးပဲ။အလုံးလုံးမဘိုင်းဝရမယ်ဆိုတာမှန်တဲ့စကားပဲ။သူတို့နှစ်ကောင်ကဂျုံစိတ်တွေကိုအိတ်တလုံးနဲ့ထည့်ပြီးတော့ဂျုံမုံလုံးဖို့ဂျုံဆက်ပိုင်ရှင်လူသားစီကိုသွားဖို့လှုပ်လိုက်ကြတော့တယ်။ငါသိတယ်တခါဂျုံစိတ်တွေကိုခိုးဘူးတော့ကဂျုံဆက်ပိုင်ရှင်စီကိုရောက်ဖူးတယ်။သူတို့နှစ်ကောင်ပြန်တန်းသွားပြီးတော့ကျိတ်ဆက်ပိုင်ရှင်စီကိုရောက်သွားတော့တယ်။ လူသားကြီးဒီဂျုံစိတ်တွေကိုဂျုံမုံလုပ်ပေးပါကျိတ်ဆက်ပိုင်ရှင်ကဂျုံမုံကိုကြိတ်ပေးပြီးတော့အိတ်ထဲထဲလိုက်တယ်ဒါမဲ့ तू ကသူတို့ရဲ့ဂျုံမုံတဝက်ကိုခုံယူဖို့စီစဉ်ပြီးတော့ချိန်မွေမော်တင်တဲ့အခါတန်လိုက်တစ်ခုကိုအောက်မှာထားလိုက်တယ်ကာလူကြီးကဒါကိုသတိမထားလိုက်မိဘူးပေါ့မင်းတို့ဂျုံမုံတွေအများကြီးရတော့မယ်ခဏလေးစဟဲ့ဝဝငါတို့နှစ်ကောင်ကိုအဲ့လူတွေကနှစ်ချက်ကွက်နေမှုကြံ့နေရဲ့ချိန်မွေအောက်မှာတန်လိုက်ကြည့်တွေ့လားလာအဲ့ဒီကိုတွားရအောင်ဟဲ့ ဘာလဲကွခနောက်ဆောင်လို့ငါပြောထားရလေကာလူကြီးကန်းကတန်လိုက်ကိုဆွဲဖယ်လိုက်တယ်လူသားကြီးမင်းတို့လူသားတွေမှာအဲ့လောက်တော့လောဘကြီးရလားငါတို့လိုငှက်သေးသေးလေးတွေစီအားနေတစ်စိတ်ချင်းစုဆောင်လာရတာမင်းကငါတို့ကိုလှည့်စားနေရပဲငါ့ကိုဘာမှလာမပြောနဲ့ဂျုံကျိတ်ပြီးသားတွေကဒီလောက်ပဲပေးမယ်ယူမယ်ဆိုရင်ယူမယူရင်လမ်းပြန်သွားအားနေတဲ့ငှက်တွေကငါ့ကိုဘာလို့နိုင်မှာမလို့လဲခင်ဗျအဲ့လိုမတရားမလုပ်နဲ့နော် ကျုပ်တို့ကလကလာချိတ်ခိုင်းတော့မှမဟုတ်တာတန်ဟန်တချင်းပေးမှပေါ့ဘာမှငါ့ကိုလာမပြောနေနဲ့မယူချင်လဲဒီကနေလစ်လိုက်တော့ဘဝတို့နှစ်ယောက်လုံးလဲဘာတခုမှမယူခဲ့ကြပဲတစ်ပင်ပေါ်မှာထိုင်နေကြတယ်အကိုကလူကလည်းကျုံမုံနေနေလောက်တော့မယူခဲ့ဘူးအခုညီမလေးတို့ကဘာလုပ်ရမှာလဲညီမလေးတို့လိုအားနေတဲ့ငှက်တွေကဒီလူသားကိုဘာလုပ်နိုင်မှာမလို့လဲလူသားတွေမှာသူတို့အားလုံးနာခံရတဲ့ဘယင်းတစ်ပါးရှိတယ်ငါတို့ဘယင်းစီကိုတတ်တာရမယ် သူတို့နှစ်ကောင်ကရွာတစ်ဖက်ကဘီရဲ့နန်းတော်စီကိုပြန်သွားကြတယ်။နန်းတော်တကားမှာစစ်သားတယောက်ကစောင့်နေတယ်။ဘီရင်နဲ့တွေ့ချင်းနာမည်နဲ့လိပ်စာရေးထားရမယ်။ကျမနာမည်ကဝဝစာကလေးပါ။ဒါကကျမရဲ့တငယ်ချင်းကာလူကြီးကမှ။ကျမတို့ကတောင်တန်းရဲ့တစ်ဖက်ကတောခွေးရနေလာတာပါ။စစ်သားကသူတို့ရဲ့နာမည်နဲ့လိပ်စာကိုမှတ်ပြီးတော့အထက်ကိုဝင်းဝင်းပေးလိုက်တယ်။ဝဝနဲ့ကာလူတို့ကဘီရင်စီကိုရောက်သွားကြတော့တယ်။ဘီရင် တင့်ရွာတွေကကျိတ်ဆက်ပိုင်ရှင်ကဂျုံမုံကိုအမြဲအလေးခိုးပြီးတော့သူကချိန်ဝင်မော်တင်တဲ့အခါတန်လိုက်တစ်ခုကိုအောက်မှာထည့်ပြီးတော့ကျမတို့ကိုလှည့်စားတယ်။သူကလောဘကြီးရဲ့လူသားတစ်ယောက်ပဲ။ငါရဲ့တိုင်းပြည်ထဲမှာဒီလိုလူမျိုးကလုံးဝမရှိသင့်ဘူး။ကဲရဲမန်တင်းကကလေးတွေပြောတာဟုတ်မဟုတ်မင်းစောင့်စမ်းလိုက်ပါ။တကယ်လို့သူတို့ပြောတာဟုတ်နေရဲ့ဆိုရင်တော့လုံထုံးလုံနီးတိုင်းဆောင်ရွက်ရမယ်။ပင်ရစစ်သားတယောက်ကိုမြင်းစီးပြီးတော့ကျိတ်ဆက်ပိုင်ရှင်ကိုဖမ်းခေါ်လာဖို့အမိတ်ပေးလိုက်တယ် ဘရင်ကြီးကလောဘကြီးတဲ့ကျိတ်ဆက်ပိုင်ရှင်ကိုထောင်ချပြီးတော့ဘဝနဲ့ကာလူတို့ရဲ့ဂျုံမုံတွေကိုပြပြဝဝပြန်ပေးလိုက်တော့တယ်။ကျမတို့ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘရင်။မပူပါနဲ့ငါ့ရဲ့တိုင်းပြည်ကပြည်သူပြည်သားတွေအားလုံးစိတ်ချမ်းသာဖို့ကငါ့ရဲ့တာဝန်ပဲလေ။ဘဝနဲ့ကာလူတို့ကဘဝရဲ့အတိုက်စီကိုပြန်သွားပြီးတော့ဂျုံမုံတွေကိုရှေ့ထက်ကမုန်းလို့ကြတယ်။သူတို့နှစ်ကောင်ကပူပူနွေ့နွေ့မုန်းကိုအရသာရှိရှိစားလိုက်ကြတော့တယ်။ ဒီတခါတော့တငယ်ချင်းကလူကြီးကန်ကဝဝစာကလေးကိုမလဲစားတော့ဘဲနဲ့အပြေအဝပူပေါင်းပေးလိုက်တော့တယ်။မင်းနီစာကလေးမနဲ့ကုကူစာကလေးတို့ဟာကျောင်းကအပြန်အင်ကိုလာနေတဲ့အချိန်လမ်းတစ်ဝက်မှာစိုက်တဆိုင်ထဲကိုဝင်သွားလိုက်တော့တယ်။အန်ကယ်တောင်းကိုချောကလက်နှစ်ခုပေးပါ။မာလေးထပ်ပြီးတော့ချောကလက်တွေစားနေပြန်ပြီလား။အမေကအချိုတွေအများကြီးမစားဖို့မှားထားတယ်မဟုတ်ဘူးလား။အမ မေပြန်မတိုင်နဲ့နော် မောင်လေးကအမောက်ချောကလက်ဝယ်ကျွေးမယ်လေတကယ်တော့ကုကုဆောင်လေးကအချိုစားရတာကိုရမ်းကြိုက်တော့တယ်အဲ့ဒါကြောင့်လဲခဏခဏနှုတ်သီးကနားလေးရှိတော့တာပေါ့ကုကုမီနီခြေလက်မျက်နှာတက်လာအောင် ပြီးရင်ထမင်းစားဖို့လာခဲ့တော့မေတားအတွက်နော်ထမင်းချိုချိုလေးလောက်ထားလားမလောက်ဘူးအမေဒီနေ့အချိုးဆိုလို့ဘာတစ်ခုမှမလောက်ထားဘူး နေ့တိုင်းသားစိတ်ကြိုက်ဟာလိုဝါချိုချိုလေးနဲ့နုထမင်းချိုချိုလေးနဲ့ပဲလှုပ်ပေးတာများနေပြီအခုအစပြီးတော့တလာတီတီဘာချိုမှမစားဘူးအာဒါဆိုတော့ဘာမှမစားတော့ဘူးကိုစောစောကူကူကတနေ့တခြားပို့ပြီးတော့တဆုထိုးဆန်းလာနေပြီရှင်မဲသူ့ကိုဆုံးမလိုက်ပါတော့ကူကူသားလေးဒီလိုလာခဲ့အောင်အဖေနားမှာလာပြီးတော့ထိုင်အဖေတို့နှစ်ယောက်ပေါင်းပြီးတော့အရသာရှိရဲ့အရွက်ကြော်ကိုစားကြမယ် တောမအရွက်ကြော်မစားချင်တာအရွက်စားရင်အမတို့ပို့ပြီးတော့အားဖြစ်တမ်းပါစေရလေမောင်လေးရဲ့အဲ့ဒါဆိုရင်စပိုက်ဒါမန်လိုမျိုးပြန်လို့ရမှာလားဟင်ဟုတ်တယ်အရွက်ကြော်စားပြီးတော့အမရဲ့မောင်လေးကဟီးရိုးဖြစ်လာလိမ့်မယ်ကိုကူစားကလေးကအရွက်ကြော်ကိုစားလိုက်တော့တာပေါ့အဲ့ဒီနောက်မှာတမိသားစုလုံးကစားတော့ပြီးတော့အိတ်လိုက်ကြတော့တယ်ဒါမဲ့ကိုကူစားကလေးကတော့မအိတ်နိုင်သေးဘူးပေါ့အလုံးအိပ်ပြောသွားတဲ့အချိန်မှာကုကူစာကလေးကထထိုင်လိုက်တော့တယ် တေချာပေါ့ရေခဲတက်တာတွေမှာတစ်ခုမဟုတ်တစ်ခုတော့ရှိလိမ့်မယ်။ကိုကူစားကလေးကရေခဲတက်တာကိုဖွင့်ပြီးတော့အိုင်စခရင်ထုတ်လိုက်တော့တယ်။ဟာဒီမှာအိုင်စခရင်ကိုကူစားကလေးကအိုင်စခရင်စားလိုက်တော့တာပေါ့။ပါးစပ်တစ်ခုလုံးမှလည်းအိုင်စခရင်နေနဲ့ပေပသွားတော့တယ်။ရုတ်တရက်ကြီးအဲ့ဒီနေရာကိုဝဝစားကလေးမကရောက်လာတော့တယ်။ကိုကူတားလိုက်ဘာလုပ်နေရလဲ။တားတားရေတောက်ဖို့လာတာပါ။ဟုတ်လား ဒါဆိုရေခဲမုံကသူ့ဟာသူထွက်လာပြီးတော့တားရဲ့ပစံမှာပေပွားသွားတာပေါ့လေ Sorry မမေမနဲ့လင်းသွားတော့တယ်ကိုကူစာကလေးနဲ့မီနီစာကလေးတို့ကကြောင်းသားဖို့အတွက်အဆင်သင့်ဖြစ်နေတာပေါ့သမီးလေးမီနီဒီမှာသမီးလေးရဲ့မုတ်ဘူးတားအတွက်မုတ်ဘူးအောင်မမေဒီနေ့အစားပြီးတော့တားအောင်မုတ်ဘူးမပေးတော့ဒါမဲ့ဘာဖြစ်လို့လဲမမေကဲကဲသွားကြတော့ကြောင်းတော့ကြတော့မယ် ကူကူစာကလေးနဲ့မိနီစာကလေးတို့ကအကြောင်းသွားလိုက်တော့တယ်။ဒီနေ့ဆရာမကိုကလေးတို့ကတခုပြောပြရမယ်။ကလေးတို့ကြီးလာရင်ဘာလုပ်ချင်ကြလဲ။အရင်ဆုံးသားလေးကူကူသားလေးရင်ပြောပြပါအောင်။သားကကြီးလာရင်ချောကလက်ဆက်ရုံထောင်ပါ။အဲဒီဆက်ရုံရဲ့နေရာတိုင်းမှာ ချောကလက်တွေကြည့်ပဲအများကြီးရှိနေမှာ။တမီးလေးမိနီတမီးရောကြီးလာရင်ဘာလုပ်မှာလဲ။ อืมตะมี้อ่ะจี้ล่ะเองเสียวันมาเดียวผิดขึ้นมาแห่မောင်လေးကကူကချောကလက်တွေအများကြီးစားပြီးတော့နေမကောင်းဖြစ်သွားရင်တမီးကသူ့ကိုဆေးကုပေးရမယ်လေ။ကလေးတွေအားလုံးကရီလိုက်ကြတော့တာပေါ့။ဒါကជីလိုက်ရင်ရဲသားကြီးလုံးမှာပြီးရင်တခိုးတွေအားလုံးကိုဖမ်းပြီးတော့ထောင်ချပြစ်မှာ။အားလုံးကကာလူជីကန်ကိုជីလိုက်ကြတော့တယ်။နောက်တော့ရီလိုက်ကြတော့တာပေါ့။အဲ့လိုနဲ့ပဲနေ့တွေရက်တွေကုန်ဆုံးသွားတော့တယ်။ တရက်မှာတော့ကိုကူစာကလေးရဲ့နှုတ်သီးကနာလာတော့တယ်။မေတားရဲ့နှုတ်သီးအာတားရဲ့နှုတ်သီးမမေပြောရမလားတားလေးကူကူအချိုတွေအများကြီးမစားနဲ့လို့အခုတော့သိပြီမလား။မေဟိုဝါစာကလေးမကကိုကူစာကလေးကိုဘူဘူးလို့ခေါ်တဲ့ဆရာဝန်မလေးစီကိုခေါ်သွားလိုက်တော့တယ်။ကိုကူကိုဆေးသုံးလုံးထိုးပေးမှရမယ်။အဲ့ဒါမှနာတာတက်တာမှာ ကောင်းပြီလေစေတလုံးထိုးပေးလိုက်ပါအဲအဲမထိုးနဲ့ตาစေးမထိုးကျင်ဘူးตาကောင်းတော့မှာပါမမေရဲ့ตาစေးမထိုးကျင်ဘူးရောင်းနာမှာညီမလေးဘောวะသူ့ကိုဖမ်းတာမလုပ်ပါနဲ့တနာစရာကောင်းတဲ့ကုကူစားကလေးကမလုပ်ပါနဲ့မလုပ်ပါနဲ့လို့អော်နေတာပေါ့နောက်တော့ကုကူစားကလေးကိုဖမ်းပြီးတော့ဆေးထိုးပေးလိုက်တော့တယ် နောက်ဆက်တလုံးမနှက်ဖြန်ထိုးပြီးတော့နောက်တလုံးတပတ်ခါကြရင်လာထုတ်လိုက်။နောက်တော့ဝဝစာကလေးမလေးနဲ့ကိုကူစာကလေးတို့ကအင်ယုံရောက်လာကြတော့တယ်။ပါမမေနဲ့စကားမပြောတော့ဘူး။ကိုကူစာကလေးကသူ့ရဲ့မျက်နှာကိုတခြားတစ်ဖက်ကိုလှည့်လိုက်တော့တယ်။မေမောင်လေးကိုကူကဘာဖြစ်သွားတာလဲ။ဘာမှမဖြစ်ပါဘူး။စေးနေနေလေးထိုးပြလိုက်တာ။ဘလောက်တောင်နားလိုက်လဲဆိုတော့အမသိလား။တောင်နောက်တစ်ခါစေးလုံးဝမထိုးတော့ဘူး။ ညရောက်သွားတော့တယ်အားလုံးကအိပ်ပျော်သွားကြတော့တာပေါ့နားကြရင်စောအိထားမှာမဟုတ်ဘူးပြီးတော့အနေဘူဘူးစီသွားပြီးတော့လဲဆေးထုတ်မှာမဟုတ်ဘူးမနက်မိုးလင်းတော့တော့တယ်ကူကူစာကလေးကအိတ်ချီအောင်စောင်းနေတော့တာပေါ့သားလေးကူကူထားတော့ထားတော့လို့အခုမထားရင်သားရဲ့အဖေကိုခေါ်လိုက်ပါနော်ပြီးတော့မှသားရဲ့အဖေကသားကိုဆေးကုပေးလိုက်မယ်ကူကူစာကလေးကမြင်မြန်လေးထားလိုက်တော့တယ်တော့ရေးသွားချိုးလိုက်အောင် အဲ့နောက်မှာကုကူစားလေးကဘီရိုအနောက်ကိုသွားပြီးတော့ပုံနေလိုက်တော့တယ်။ကုကူကုကူသားလေးဘမလဲအပြေုံထွက်လာခဲ့။မမေဟိုမှာကြည့်လိုက်။ကုကူသားလေးအပြေုံထွက်လာခဲ့စမ်း။အမေနဲ့သူဆေးကန်ကိုသွားရအောင်မယ်လေ။တမ်းသွားချင်မအောင်မမေ။တဆေးထိုးရတာကိုမကြိုက်ဘူး။တောက်ဆေးလုံးပဲတိုက်တိုက်ဆေးခါရီပဲတိုက်တိုက်တောက်ကုန်တောက်ပါမယ်တောက်ဆေးတော့မထိုးချင်ဘူး ကူကူစာကလေးကပြေးပြီးတော့စပွဲခုံအောက်ထဲကိုဝင်လိုက်တော့တယ်။ကူကူတားရဲ့ဖေရောက်နေပြီနော်။တားလေးကူကူအပြင်ထွက်လာခဲ့မြမြလေးထွက်လာခဲ့လိုက်တော့တား။အခုတော့တနာစရာကောင်းတဲ့ကူကူစာကလေးကအပြင်ထွက်လာတော့မှပေါ့။နောက်တော့သူ့ရဲ့အမေနဲ့အတူစေကန်းကိုတောလိုက်တော့တယ်။စေကန်းကိုတွေ့ရနေတဲ့တောက်ပိုင်းအောင်လာတယ်မေ။မေတားတခုခုဖြစ်သွားလိမ့်မယ်။တားကိုအိမ်မြန်ခေါ်သွားပါတော့။ ရင်ဆုံးအနေနဲ့အဲ့နောက်မှာတော့ပူပူဆရာဝန်မလေးကကုကူစာကလေးကိုဆေးထိုးပေးလိုက်တော့တယ်။ဆေးကန်းကအပြန်ဝဝစာကလေးမလေးကကုကူစာကလေးကိုခေါ်ပြီးတော့ဈေးသွားလိုက်တော့တာပေါ့။မောင်ချို1ကီလိုထည့်ပေးပါရှင်။မေတာအချိုမစားချင်တော့ဘူး။ကုကူတားလေးဒီအချိုမောင်နေရမောင်နှမများနေအတွက်ဝယ်သွားတာ။နောက်နေ့တည့်ရက်မှာကုကူစာကလေးကိုဆေးထက်ထိုးပေးလိုက်တော့တယ်။ အဲ့နောက်မှာတော့ကိုကူစာကလေးရဲ့နှုတ်သီးကလုံအောင်ကောင်းသွားတော့တယ်။နောက်နေ့တည့်ရက်မှာတော့မောင်နှမပွဲတော်ကိုကျင်းပဖို့အတွက်အားလုံးကစိတ်လှုပ်ရှားနေတော့တယ်။မောင်လေးကူကူမောင်လေးရဲ့အတောင်ပံနဲ့အရှိကိုထုတ်လိုက်။မိနီစာကလေးမလေးကကိုကူစာကလေးရဲ့အတောင်ပံမှာလက်ပတ်ကြိုးကိုချီပေးလိုက်တော့တယ်။မောင်လေးအချိုလေးစားလိုက်ပါဦး။ကိုကူစာကလေးကဆေးထိုးအပ်ကိုသတိရသွားတော့တယ်။ဟမ်မစားချင်ဘူး။မောင်ချိုလုံးဝမစားတော့ဘူး။ ဒီနေ့တော့ဒီမုန်းချိုအမကိုရန်ခွန်ကြွေးပေးမယ်လीနော်။ပေါင်လေးဘာမှဖြစ်မှာမဟုတ်ပါဘူး။အဲ့နောက်မှာတော့အားလုံးတူတူပြပြွှွှွှွှွှနဲ့မောင်နှမများနေပွဲတော်ကိုကျင်းပလိုက်တော့တယ်။ချစ်ရတဲ့တငယ်ချင်းတို့ရေဒီဗီဒီယိုလေးကို like တငယ်ချင်းတွေကို share channel လေးကို subscribe လုပ်ဖို့လည်းမမေ့ကြနဲ့နော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။